ကိုပြောလိုက်လို့သူတို့ပျောက်သွားရင်သူတို့မိသားစုအခုဆိုရင်ဟို10နှစ်လောက်နေရမယ်9နှစ်6နှစ်လောက်ပူနေရမယ်သူတို့ခံစားဝေဒနာလည်းပျောက်ကွင်းသွားမယ်သူတို့မှာရှိတဲ့ပတ်စံနဲ့ရက်တန့်အောင်ပြီးတော့ဟိုဖြစ်မယ်ဆိုရင်အကိုကဒါမှန်သောစကားပြောရင်တိချက်မကအောင်မြင်ပါလိမ့်တပြားတစ်ချက်မှယူရမှာမဟုတ်ကိုရဲ့ ဟိုစိတ်ကလေးကအဲ့လိုမျိုးကိုကူညီပေးတိုက်တဲ့သဘောပေါ့တကူလို့ရလူလည်းတော့ကူနေတယ်တချို့ကစိတ်မရပဲဒီကောင်လိန်နာလားလို့အပြောခံရမယ်တကယ်တော့အဲသူတချို့ပြေရှင်မှာဆိုရင်အကိုကူတယ်လို့ရင်းနေအကိုကဘာမှမကူတက်လည်းမတက်အကိုကရောက်တဲ့နေရာမှာမေးတယ်ထူးဆန်းတာလေးရှိရင်အဲဘာပဲဖြစ်ဖြစ်လေဖြန်းတာတို့အယိုးကျူတာတို့စားတပစ်ဆိုရင်အကိုကတင်မေးတယ်အဲအဲ့လားပါပဲအော်ကိုကြီးကကြတော့အဓိကနေမှာ ဟိုတချင်းစုရတာများတယ်။ရွာစုံနေစုံအကုန်ရောက်တာပေါ့။ကိုကြီးရဲ့အကျင့်တစ်ခုဟာရှိတယ်။ကိုကြီးကဘယ်နေရာဘယ်ဒေသရောက်ရောက်အဲ့ရဆော့ဆော့ရောက်ပြီးဆိုလို့ရှိရင်အာဒီရွာမှာဗာလေးထူးခြားလာရှိတယ်။အဲဘလူလူတွေလူကောင်းတွေရှိတယ်တဲဆိုဘလူပါညာပေါ့။အဲတချို့နေရာကြလို့ရှိရင်လေဖြတ်တာကိုကုပေးတာလို့တချို့ဆိုရင်အပင်ရနေပြီးတော့ဒလူစောက်ထုတ်ကြပြီးခေါင်းကြီးကအထဲဝင်လာတော့ဆွဲကုနိုင်တယ်။အရေးချင်းရှိတဲ့အော်တမားတော်ကြီးအဖိုးကြီးအကူကတွေ့တယ်အဲတွေ့တဲ့အချိန်မှာအကူကအဲ့ဒါလေးဆိုရင်ကိုကလိုင်းမော်ချက်ချင်းမတည်ဘူး မတင်မဲနဲ့အကူကအတင်ငယ်ချင်းတယောက်ကဟောင်းကြီးငါတော့ငားမီတော့လေးဖြတ်ထားကွာငါ့ကိုကူညီအကူကနှစ်ယောက်သုံးယောက်ကိုကစမ်းကြည့်တယ်စမ်းကြည့်တော့မှအဲ့နှစ်ယောက်သုံးယောက်ကအဆင်ပြေပြီဆိုမှအဲကျွန်တော်ပြည်သက်ထရားပေါ့နော်လေးဖြတ်တဲ့လူတွေရှိလို့ရှိရင်ဘယ်နေရာလေးမှာတောက်ကူပါဘာညာအကူကအဲ့လိုအမြဲတမ်းဟိုလှုပ်လှိပ်လှုပ်ထားတော့ရှိတယ်ပေါ့နော်အဲတနေ့မှအကူရဲ့နေရာတစ်ခုကိုတချင်းသွားဆိုရင်းနဲ့အဲ့နေရာမှာအကင်ဆာနဲ့ပတ်သက်တာအဖိုးကြီးတယောက်ကပြောပြငါကလည်းဆရာဝန်က ဟိုမန္တလေးအစေးအိမ်မှာကိုင်းနေ6လပဲခံမဲ့ပြောတာတဲ့ငါတက်ကိုကယ်တာတော့ဟိုဘက်ကရွာကဒီဥလေးပေါ့နော်အခုတော့ငါ7နှစ်လောက်နေနိုင်နေဆိုအာနည်းနည်းစိတ်ဝင်စားပါအဲကိုအဲ့ရွာမှာပတ်မေးကြည့်တော့3ရောက်4ရောက်ကောင်းတယ်အဲ့အနဲ့တငငချင်းတယောက်ကဟိုဒီအဆုတ်ကင်စာပြတ်တာပေါ့အဆုတ်ကင်စာပြတော့သူ့ဆရာဝန်က3လပဲဟိုဟာဖြစ်မယ်တဲ့ပြောပြောတော့အကိုကနေပြီးတော့တငငချင်းလို့မင်းအဲ့လိုတော့သူကအထင်မကြီးဘာမှဆရာဆိုတော့အာအားတယ်တော်ပါပြီကွာတဲ့အမှနိုင်ငံခြားဘန်ကောက်တွေလည်းစုံနေပြီတဲ့ငါသွားကုလာတဲ့ ဘလို့မှအဆင်မပြေတော့တိမ်မဲရမင်းတိမ်မဲရထိုင်ဆောင်နေငါပြောသလိုမင်းနည်းနည်းလေးလှုပ်ကြည့်ပါလားမင်းအခုလိုတွေးရနေစေရညာ तू ကအယိုးပေါ်အရင်ပဲရှိတာလေအဲ့နဲ့အေးကွာတဲ့လာပဲဆိုအဲ့နဲ့အကူကသွားပြီးတော့သူ့ကိုပြလိုက်တဲ့အချိန်မှာ तू ကဒီနေ့တရက်တောက်တယ်မနဲ့ကြာ तू နောက်နှစ်ရက်ကြာသွေးမအံတော့ तू စောင့်ကြည့်သေးရထပ်တောက်တယ်နောက်၃၄ရက်ထိ तू သွေးလုံးဝရက်သွားတယ် သူကဝမ်းတောင်ငါသွေးရသွားပြီတကယ်ချင်းနဲ့မအံ့တော့ဘူးပြီးသွေးပါပြီ6လောက်လောက်နေတော့သူအထရာတောင်းသွားရတဲ့အချိန်မှာကင်ဆာမဟုတ်ပဲရိုးရိုးအနာပုံစံလေးပဲတွေ့ရတယ်ပေါ့အတွေ့ရသူတို့ပဲအကူကအဲ့လိုမျိုးဘသူလေးဖြတ်တဲ့အယိုးကျိုးတဲ့ဘာညာဆိုရင်အကူကအဲ့လိုမျိုးကိုတိရလေး sharing လုပ်တော့နောက်တစ်ယောက်လည်းအဲ့လိုမျိုးဟိုဒါလူကြီးပိုင်းတွေက ကဲသွားသွားပြီးတော့ဟိုလုံးကြည့်ပါသူတို့သွားလုံးတယ်ကိုပြောလိုက်လို့သူတို့ပျောက်သွားရင်သူတို့မိသားစုအခုဆိုရင်ဟို၁၀နှစ်လောက်နေရမယ်၅နှစ်၆နှစ်လောက်ပူနေရမယ်သူတို့ခံစားဝေဒနာလည်းပျောက်ကွင်းသွားမယ်သူတို့မှာရှိတဲ့ပတ်စံနဲ့ရက်တန့်အောင်ပြီးတော့ဟိုဖြစ်မယ်ဆိုရင်အကိုကဒါမှန်သောစကားပြောရင်ဒီချက်မကအောင်မြင်ပါစေတပြားတစ်ချက်မှယူအောင်ကိုကိုရဲ့ဟိုစိတ်ကလေးကအဲ့လိုမျိုးကိုကူညီပေးလိုက်တဲ့သဘောပါ။ဘာပဲဖြစ်ဖြစ်ခုနှစ်ယောက်လောက်ဆိုတော့တက်တာပါဆိုတော့တကယ်တကယ်တော့ရာချီရဲအဲ့ပပဆိုအဲ့တောင်မအေးရအောင်ဖုံးနေတောက်လျှောက်လာတော့လေ ဲ့တော့ကိုကနောက်ပိုင်းဖုန်းနံပါတ်တိတ်မပေးတော့တာဆိုတာကတောက်လျှောက်ဆက်ရင်ဆက်ရင်ဆက်ရင်သူ့မှာမှာဆေးမရှိရင်တော်ကြတချို့ကဆေးတကူလို့ရလို့တော့ကုနေတယ်တချို့ကဆေးမရပါန်ဒီကောင်လိန်နာလားလို့အပြောခံရမယ်တကယ်တော့အခုတချို့ပိတ်ရှင်မှာဆိုရင်အကိုကုတယ်လို့ရေးနေအကိုကဘာမှမကုသူကကြတော့သူတို့ရကျမတွေဂျိုးသားတယ်အရန်ဂျိုးသားသူ့ကိုဆိုလို့ရှိရင်မန္တလေးကတကယ်ပါကျုပ်ပေါ့ဘရောအထူးကုဆရာဝန်တော်မှာပဲသူ့ကိုလာပင့်တယ်ကျွန်တော်တလောက်3980ပေးမယ်ကျွန်တော်စေကန်း ဟိုဖွင့်ပြီးအားလုံးတောင်းမင်းရောသူတို့ကမလုပ်ဘူးသူတို့ကသူတို့စိတ်ကြမှာသူတို့ဖရားတရားလုပ်တယ်အဲသူတို့ရှီမာလာကုရင်သူတို့ကုတာသူတို့နာမည်ကြီးရမကြီးရမသူတို့မှာဧကတွေအများကြီးပဲသူတို့ချမ်းသာသူတို့ဧကနဲ့သူတို့ကစားတာအော်သူတို့ရှီမာသူတို့ရဲ့အဆက်ဆက်တွေရှိရင်သူတို့လာလိမ့်မယ်ဆိုတော့သဘောမျိုးလေးနဲ့သူတို့ကဒါဟိုးဘိုးဘားပင်စင်တွေကသူတို့ကကုတာတာအဲလေးဖြတ်တာဆိုတော့တော်တော်ကြီးဆိုးဆိုးဝါးဝါးလူတော်ပြန်ကောင်းနိုင်တဲ့နေရာတွေအောင်ကိုကအဲ့လိုမျိုးမေးတယ်သွားလဲပို့ပေးတယ် အဲ့ဒါကိုစေနာအဲ့ကိုက3400လောက်ဆန်းပြီးမှကိုကလိုင်းမော်တင်တာရန်တန်းလိုင်းမော်တင်ဟိုကိုကစေတနာနေဝေဒနာကိုဖြစ်သွားမှာလဲဆိုရင်လည်းအရင်ဆုံးဘယ်ရမဆိုလေးလာပြီးမှအာကိုကလုတ်တဲ့တဘောပါဟာအဲ့ဒီဟိုကြောင့်ဒါကဟိုကိစ္စဆေးရတည်သွားတာ အဲ့ဒါတော့အကူတဲ့သူ့ကိုတေချာလို့မမျိုးသူတို့ကလည်းစေးချောင်းနဲ့တေချာတော့ဟိုမှာဖြစ်ဘူးအဓိကတော့အကူကုနာပြောသူတော့ဟိုအရှိမနှစ်ယောက်တောင်းဆန်းကျဲမှာအဆင်ပြေတယ်အဲအလုံးလုံးနှစ်လပေါ့နမက်ဓာတ်ကင်တဲ့လူဆိုရင်တော့လေးလလောက်ကြာဘာလို့ဓာတ်ကင်လိုက်တဲ့အတွက်ခန္ဓာကိုယ်ဟာရှိသမျှအရာအလုံးဟာအရင်ခုခံနိုင်စွမ်းတိတ်ဟိုမှာမဖြစ်တဲ့အချိန်မှာဓာတ်ကင်တော့လေးငါးလောက်ကြာဓာတ်မကင်တဲ့လူဆိုရင်တော့ဟွန်းမြန်တော့မြန်တာပေါ့အဲ့လောက်တော့အကူတန်းတန်းတော့တည်တယ်ဟုတ် အမျက်မြင်ပို့သေးရတော့အဲ့အကိုအကိုရဲ့အကောင့်မှာဒီအဘာပြောပြပါတော့သူတို့6လပဲခံမှာအကူတို့သူတို့ဆယ်နှစ်တောင်ရှိနေပြီတခြားလူလူတွေလည်းအဲ့လိုမျိုးရှိပါတယ်အကူကတိတ်ပြီးတော့တော်ကြလေးဒီကောင် attention ဟိုတခါမပြီးတော့မပြီးတော့ attention ရှာနေရလားလို့ထင်ပါတယ်ကြောက်တယ်အကူဘောမှာဘယ်တော့မှလည်းလို့ attention နဲ့မရှာတတ်ဘူးအကူကကပြောသူကိုတိရရှင်ဝင်ရတဲ့သဘောပဲကိုအကောင့်တွေကိုကြည့်လို့ရှင်ဟိုအဓိက ဘုဒ္ဓတာရမယ်အရာတွေကိုလုံးနေကိုချစ်တဲ့ကိုပြိတ္တတွေနဲ့ကြားမှာအာဒီလိုမျိုးလေးတွေပေါ့အဲအဲ့လားလေးပါမြင်ပါလေ